Hello အားလုံးမင်္ဂလာပါကျွန်တော်ကတော့မြူတန်ကျော်ပါကျွန်တော်တို့ internet ပေါ်မှာရှိနေတဲ့ website တွေရဲ့40အရာခိုင်နှုန်းက Cloudflare ရဲ့ service ကိုအသုံးပြုနေတယ်ပေါ့နော်40အရာခိုင်နှုန်းဆိုတာအရင်ကြီးများနေတဲ့ပမာဏတော့မဟုတ်ဘူးဒါပေမဲ့တကဘာလုံးနေနဲ့ရှုံခြုံပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှင်တော့အရင်များတဲ့ပမာဏတခုပါဘာဖြစ်လို့ဆိုတော့ company လေးတခုကိုတကဘာလုံးမှာ run နေတဲ့ website ရဲ့40အရာခိုင်နှုန်းတော့ ီ Cloudflare ဆိုတဲ့ company လေးတခုရဲ့ service ကိုယူသုံးထားရဆိုတာအရန်ကိုများတဲ့ပမာဏတခုပေါ့เนาะဒီနေ့ကျွန်တော်တို့ရဲ့ website မှာ Cloudflare တက်ဆင်လိုက်ခြင်းအဖြစ်ဘယ်လိုမျိုးအာကောင်းတဲ့အချက်တွေရလာမလဲဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြမှာပဲအားလုံးကအခမဲ့ရတဲ့အာ service တွေဖြစ်ပါတယ်တစ်ချက်ကြည့်အောင်ဗျာပထမဆုံးတခုကတော့ DDoS attack ပါကျွန်တော်တို့က Cloudflare ကိုချိန်ဆက်လိုက်ပြီးဆိုတာ ਨੇ အာကြားထဲမှာ Cloudflare က layer ဆင့် ခံထားတယ်ပေါ့နော် request တွေအကုန်လုံးကသူကအာစောင့်ကြည့်နေမယ်စောင့်ကြည့်နေပြီးတော့ဒီ detox လိုမျိုးအဲ့လို malicious attack တွေလာတယ်ဆိုလို့ရှင်သူကကျွန်တော်တို့ကာကွယ်ပေးနိုင်မယ်ပေါ့နော် cloudflare အဲ့ဒီ service ကိုအခမဲ့အာပေးထားပါတယ်နောက်တစ်ခုကတော့အခမဲ့ CDN service CDN ဆိုတာ content delivery network ကိုပြောတာပေါ့နော်ဒီ service ကိုပေးတာပါကျွန်တော်တို့အာ CDN အကြောင်းလေးကိုကျွန်တော်နည်းနည်းလေးရှင်းပြမယ်ကျွန်တော်ဥပမာ MM Coda website ကိုကျွန်တော်ဝင်ခေါ်လိုက်တယ်ခေါ်လိုက်တယ်ဆိုရင် အဲ့မင်္ဂလာဝက်ဆိုက်ကြီးကြာလာတာပေါ့ဗျာโอเค sorry အဲ့ဆာအဲ့တော့ mm coda website ကိုဝင်ခေါ်လိုက်ပြီဆိုတာ ਨੇ အဲ့ဒီ mm coda website က cloudflare setup လုပ်ထားတယ်လုပ်ထားတယ်ဆိုရင်ပေါ့နော် mm coda မှာရှိတဲ့ static content တွေရှိတယ် static assets တွေရှိတယ်ဥပမာ cs script တွေ javascript တွေပြီးရင် logo ပုံတွေတခြားသောအဲ့လို static ပုံတွေပေါ့နော်အဲ့ပုံတွေကို cloudflare က scan လုပ်ပြီးတော့သူက မတူညီတဲ့ဆာဗာတွေအားလုံးပေါင်း300ကျော်လောက်ရှိမယ်ထင်တယ်အဲဆာဗာ300လောက်မှာသွားပြီးတော့သူကတိမ့်လိုက်တယ်ဥပမာအေရှားဆာဗာပြီးရင် United State မှာရှိတဲ့ဆာဗာအဲယူရိုပမှာရှိတဲ့ဆာဗာဂျပန်မှာရှိတဲ့ဆာဗာစင်ကာပူမှာရှိတဲ့ဆာဗာစသဖြင့်အဲဆာဗာတွေအကုန်လုံးမှာကျွန်တော်ရဲ့ data တွေကိုသူကသွားပြီးတော့ cache ပုံစံမျိုးနဲ့သွားပြီးတိမ့်ထားလိုက်တယ်ပေါ့ဗျာတိမ့်ထားလိုက်ပြီးကျွန်တော်ကအခုမြန်မာနိုင်ငံကနေ MM Coda ကိုဝင်ပြီးတော့ခေါ်လိုက်မယ်ဆိုရင်ဒီမြန်မာနဲ့အနီးစပ်ဆုံးဆာဗာအေရှားဆာဗာမှာရှိတဲ့ uh, static content ကိုသူကယူယူပြီးတော့ပြပေးတယ်တကယ်လို့ United State ကနေပြီးတော့ MM Coda website ကိုဝင်ပြီးတော့ခေါ်ကြည့်တယ်ဆိုရင် United State မှာရှိတယ်အာ uh, United State ရဲ့အနည်းဆုံးပေါ့နော်အဲ့ဒီ cloud flare ရဲ့ server က access ကိုယူပြီးတော့ပြတယ်အဲ့တော့ performance ကအရင်မြန်တယ်ဗျ latency အရင်နေဝါတယ်ပေါ့နော်ဟိုအနည်းဆုံးမှရှိတဲ့ server နေအာပြန်ပြီးထုတ်ပေးတာဆိုတော့အဲ့ဒီ service ကိုလည်း cloud flare အခမဲ့ပေးထားတယ်ပေါ့နော်ဒါပေမဲ့အကန့်အသတ်တော့ရှိမယ်လို့ထင်တယ်သူက enterprise အ အာ enterprise ဟိုဟာ service တခုရှိပြီးအဲ့ဒါတော့ပတ်စံနဲ့ပေးပြီးတော့ဝယ်ရတယ်ပေါ့နော်။ဘာဖြစ်ဖြစ်ရှိထားတာအရင်ကောင်းပါတယ်နော်။နောက်ထပ်တစ်ခုကတော့ web application fire ကိုပေါ့နော် WAF လို့အာခေါ်တယ်။ကျွန်တော်တို့ဒီ Cloudflare ကိုချိတ်ဆက်ထားလိုက်ပြီးဆိုတော့ねခုနကကျွန်တော်ပြောလို့ layer တခုကခံနေမှာဗျာ။ဟုတ်လား။အဲ့တော့ SQL injection လို့ဟာမျိုးတွေပြီးတော့ cross site script လို့ attack မျိုးတွေအဲ့ဒီ attack တွေကနေ attack နိုင်ဆိုပေါ့နော်။သူ့ဘက်ကနေပြီးတော့ကျွန်တော်တို့ကာကွယ် ာပေးထားပါတယ်နောက်ထပ်တစ်ခုကတော့ bot production ပါ bot production ဆိုတာဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ website ကအရန်ကောင်းလာပြီကြီးစုတဲ့သူရမ်းများလာပြီကျွန်တော်တို့ရဲ့ content တွေက quality content တွေဖြစ်လာပြီဆိုလို့ရှိရင်အများစု bot တွေကအွန်လိုင်းပေါ်မှာ bot တွေရှိတယ်ဗျာခိုးယူကြတယ်ဗောနော်ဒီ website ဝက content တွေကိုခိုးယူပို့ကြတယ်အဲ့ချိန်မှာဘာပေါ်လာလဲဆိုတော့ i am not human ဆိုပြီး page ကြီးတစ်ခုကထွက်လာတယ် လုတ်ခိုင်းနေတာပေါ့နော်လူဖြစ်ချောင်းလူဖြစ်ချောင်းတက်တဲ့ပြခိုင်းနေ page ပြအဲ့ page ကခံနေတော့ scrap လုပ်လို့မရတော့ဘူးဂျိုဝက်ဘ်ဆိုက်ပေါ်ဝင်နေဘူးအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုး service တွေအဲ့လို service ရှိရယ်ပေါ့နော် cloud flare မှာအဲ့ဒါကိုလည်းကျွန်တော်တို့အခမဲ့ရမယ်ဟိုနောက်ထပ်ပေါ့နော်ဟိုဘဟုတုတ္တကျွန်တော်ပြောပြတာဗာလဲဆိုတော့တခါလေးကျွန်တော်တို့က VPS server မှာ deployment လုပ်တယ် deployment လုပ်တဲ့အခါမှာ slash php my admin ဆိုတဲ့ link လေးတစ်ခုပေါ့နော် route လေးတစ်ခုပေါ့အဲ့ route ကို အမြဲတမ်းစောင့်ကြည့်နေတဲ့ bug ရှိတယ် bug တွေအများကြီးပဲရှိတယ်ဗျာအများကြီးရှိတယ်သူကဘာလို့ app page ကိုတွေ့ပြီဆိုတာနဲ့အဲထဲမှာရှိတဲ့ password ကိုကျွန်တော်တို့တိုက်စစ်ပြီးတော့အာ let me hack you ကိုကြိုးစားတာပေါ့နော် hack တယ်ပြီးသွားရင်အဲ့ဒီ password ကိုရသွားပြီဆိုရင် sorry အဲ့ဒီ password ကိုရသွားခဲ့ပြီဆိုလို့ရှိရင်အထဲမှာရှိတဲ့ database ကိုဖျက်ချလိုက်တယ်သူတို့ backup လုပ်ပြီးတော့အာ backup လုပ်ထားပြီးတော့ပြန်ပြီးတော့ရအောင်နေပေါ့နော် main main ရဲ့ database ကို အလိုချင်တယ်ဆိုရင်ဘလောက်နဲ့ပြန်လာဝယ်ပါဆိုပြီး content လုပ်ပြီးတော့အာရောင်းမှုပြန်ကြိုးစားတယ်အဲ့လိုမျိုးနေလာတဲ့ပတ်စံရှာတဲ့ body online ပုံမှာအများကြီးပဲရှိပါတယ်ပြီးရင်အားကြောင့်အဲ့ဒါကြောင့်မလို့ password တွေကိုအာ strong ဖြစ်ဖြစ်ပေးဖို့အကြံပြုကြတာပေါ့နော်ဘာမှမသိတဲ့ဟာတွေဖြစ်အောင်အဲ့လိုမျိုးပေးဖို့အကြံပြုတာပေါ့နော်အများစုကပြီးရင်အဲ့လို select ကျွန်တော်တို့အမှ asm.com ဆိုတဲ့ website လေးရှိရဲဆိုပါသူအဲ့လိုအနောက်က select login ဆိုတဲ့ဟာကိုအများတမ်း စစ်နေတဲ့ select login မဟုတ် select admin login စသဖြင့်ပေါ့နော်အဲ့ဒီ link တွေအများကြီးကိုအမြဲတမ်းစစ်နေတဲ့ bot တွေလည်းအာရှိတယ် online ပေါ်မှာသူတို့ကပက်ပြီးတော့လဲနေတာလားရက်ွက်ထဲကလူမိုက်တွေလိုပဲရက်ွက်ထဲ sorry လူမိုက်မဟုတ်တခိုးတွေလိုပဲပက်ပြီးတော့လဲနေတာအဲ့တခိုးတွေကပက်ပြီးလဲတယ်အဲ့တအိမ်ကနည်းနည်းလေးအာအဒီရင်ခိုးလို့ရတယ်ဆိုလို့ရှင်ကျုံပြီသူတို့ကအဲ့လိုပုံစံမျိုးပြန်တော့သူတို့အမြဲတမ်းပက်ပြီးတော့လဲနေတဲ့ bot တွေအများကြီးရှိတယ်အဲ့လိုမျိုး bot တွေကနေသူတို့အတက်နိုင်ဆုံးအာကာကွယ်ပေးထားတယ်ပေါ့နော် cloud flare နောက်ထပ်တစ်ခုက SSL certificate ကိစ္စပါကျွန်တော်တို့ website ကိုစပြီးတော့တင်ပြီးလူတွေသုံးသုံးလို့ရအောင်တင်ပြီးဗောနော် deployment လုပ်တယ်လို့ခေါ်တယ်ဗောနော် deployment လုပ်ပြီးဆိုတာ ਨੇ အ SSL certificate ကအရေးတကြီးကိုလိုတယ်မဟုတ်လို့ရှင် browser တွေကနေပြီးတော့ဒါ secure မဖြစ်ဘူးဆိုပြီးတော့လုံးဝဝင်ခွင့်မပေးတော့ဘူးဗောနော်ဝင်ခွင့်မပေးတော့အဲ့ဒါအဲ့ဒါဟိုမှာကိုယ့်ရဲ့ website ထဲမှာတခြားသောဘာမှမသိတဲ့ script တွေပါရှောက်ထည့်ထားပြီးဆိုလုံးဝ browser ပိတ်ချလိုက်တဲ့အထိအာဖြစ်သွားနိုင်နေပေါ့နော်အဲ့တော့အဲ့မှာ SSL certificate ကအရင်အရေးကြီးတယ် Cloudflare နဲ့ချိတ်ဆက်ထားပြီးဆိုရင် SSL certificate 15နှစ်တောင်ရတာဗျာအရင်ရေချော်တဲ့ company တခုပေါ့နော်ကျွန်တော်ပုံမှန်ဆိုလို့ရှိရင် less encrypt ဆိုတဲ့ SSL certificate DUI ကိုတုံးတယ်ပေါ့နော်သူက open source ဆိုတော့ဒါပေမဲ့သူက3လတစ်ချိန်လားမသိဘူးအများတန်း generate regenerate ပြန်ပြန်လုပ်ပေးရတယ်3လနေလို့ရှိရင်သူ့ certificate က expire ဖြစ်သွားပြီဆိုလိုတာ SSL မရတော့ဘူးဗျ user တွေသုံးလို့ရှိရင် HTTP SSL run လို့မရတော့ဘူးခေါ်လို့မရခေါ်ကြည့်လို့မရတော့ဘူးပေါ့နော်အဲ့မ Cloudflare က15နှစ်တောင်ပြီးသားဆိုတော့အဲ့ကိစ္စကတော်တော်လေးရှင်းသွားတယ်အဲ့ကြောင့်ကျွန်တော်တို့ကျွန်တော်ကတော့သုံးဖြစ်တယ်ပေါ့နော်အမြဲတမ်းအဲ့ဒီ website တွေလာရဆိုရင်တခါလေးပြောတယ် Cloudflare ရှိအာတက်မယ်ဆိုလို့ရှိရင်ဒီလိုဒီလိုဒီလိုတွေရတယ်မြန်တက်မှာလားမတိုင်တော့ဒီလိုမျိုးတွေဖြစ်နိုင်တယ်။ maintenance charges တွေပို့ကုန်နိုင်တယ်စသဖြင့်ပေါ့နော်။အဲအကြောင်းကျွန်တော်တက်ပြီးလိုက်တာ။ အာများတယ်ပေါ့နော်ကျွန်တော်စီကိုဒီ website service တွေလာပြီးအပ်ပြီးဆိုရင်ပေါ့နော်နောက်ထပ်ပေးထားတဲ့အခမဲ့ service တွေကအများကြီးအာရှိသေးတယ်ခဏအင်တာနက်မှာဖုန်းကြည့်ပြီးပြောလိုက်မယ်ဥမာကျွန်တော်တို့အာ DNS optimization လို့ဟာမျိုးတွေပေါ့ management လို့ဟာမျိုးတွေ email protection လို့ဟာမျိုးတွေအဲ့လို service တွေလည်းအခမဲ့အာပေးထားတယ်ပေါ့နော်တော်တော်လေးအာရဲ့ရရရှိတဲ့ technology company တခုပါ အခုကျွန်တော်ပြောပြသွားတဲ့ service တွေအကုန်လုံးက Cloudflare နဲ့ setup လုပ်ထားလိုက်ပြီဆိုတော့ねအခမဲ့ရမယ်အာ service တွေဖြစ်ပါတယ်တကယ်လို့မိတ်ဆွေတို့ကအာဘယ်လိုချိတ်ဆက်ရမလဲဆိုတဲ့ tutorial ကိုသိချင်တယ်ဆိုရင် comment မှာတောင်းဆိုပါတောင်းဆိုလိုက်ပါအရင်များလိုက်ဆိုကျွန်တော်အာ video လေးတစ်ခုကျွန်တော်ဖန်တီးပေးပါမယ်ပြီးရင်ကျွန်တော်တို့ဒီမှာအာ web application service တွေ website ရေးတဲ့ service တွေအာပေးပါတယ်ဒါပေမဲ့ဟိုတရားမဝင်ဟာတွေတော့မလုပ်ပြပါဘူးတရားမဝင်ဟာတွေတော့မလုပ်ပြဘူး ဒေချာလေးကျွန်တော် run run ပြီးရေပေါ့เนาะโอเคအားလုံးကျေးဇူးပါကျွန်တော်နောက်မှပြန်တွေ့ကြမယ်เนาะ